စင်ကြယ်တဲ့ပစ္စုပန်ကကိုတိနေတဲ့အတိရနေပြီးတော့မှကိုကအဲ့အနာကက်ဆိုတာကိုက project လုပ်လို့ရအဲ့တော့ဆိုလိုချင်တာတို့တွေကဒီ consciously conscious ပေါ့နော်ဒီကိုရဲ့အတိကိုလုတ်နေတဲ့အလုပ် ကိုငါဘာကြောင့်လုတ်နေရလဲဘသူ့အတွက်လုတ်နေရလဲဘသူ့ကိုတက်တည်ပြနေရလဲဒီလိုလုတ်နေတဲ့အနောက်မှာဘာတွေရနေတာလဲနော်အဲအဲ့ဒီနေရာလေးမှာနေခြင်းဟာဆိုလို့ရှိရင်ဘလို့ဖြစ်လဲဆိုလို့ရှိရင်တော့ကိုလုတ်ချင်တာကိုဖြစ်ချင်တာကိုရယုံနေမပြီးသေးဘူးဒီနေရာလေးက ဟလာဒီနေရာလေးပေါ်မှာကိုကနေနေကြည့်ရဆိုလို့ရှိရင်ကိုရဲ့အနာကက်အနာကက်ဆိုတာရှိတယ်နော်အနာကက်ရဲ့အနည်းဆုံးကနောက်ထပ်5မိနစ်နောက်ထပ်10စက္ကန့်20စက္ကန့်ကိုတို့ကလေးတယောက်တို့အတိတ်ဆိုတာမနေရအဲတို့ရဲ့အတိတ်ဆိုတာတော့လွန်ခဲ့တယ်မနေ့ကဟုတ်လားအနာကက်ဆိုတာကခုနောက်မလာသေးခင်စက္ကန့်ပိုင်းလေးပေါ့ဟုတ်လားအဲ့တော့အဲ့ဒီအနာကက်ဆိုတာဟုတ်လားခုနကတော့တို့ရဲ့ဒီဒီဝက်ဘီနာကိုစတာတို့ရဲ့အတိတ်ပေါ့စုပ်ပန်ဆိုတာခုရောက်နေတဲ့နေရာအနာကက်ဆိုတာတို့တို့ဒီဒီဝက်ဘီနာပြီးမဲ့နေရာဟုတ်လား အဲ့တော့ဒီအနာဂတ်ဆိုတာဒီခုနကတော့ပြောတယ် consciously conscious နေနိုင်နေဆိုတော့ကိုကိုလှုပ်ချင်တာကိုဖြစ်ချင်တာကိုရနေတယ်ရယုံနေမပြီးသေးဘဲနဲ့လှုပ်နေတာဖြစ်နေတာဟာလာကိုလှုပ်ချင်နေဆိုတော့အရာကိုဘာတွေပေါ်မှာမူတည်ထားတယ်ကိုဘာဖြစ်ချင်လို့လဲဘာရချင်လို့လဲဒီနောက်ကရနေတာဘာတွေလဲဘသူတွေကိုတတ်တည်ပြနေတာလဲဆိုတော့ကိုကကိုတိဖို့လိုတယ်တခါကျရင်ကိုလှုပ်နေတဲ့လှုပ်တွေပေါ်မှာကိုအသိမရှိဘူးအသိမရှိဘူးအဲ့တော့အဲ့ဒီနေရာမှာကိုက ဒီ consciously conscious နေနိုင်နေဆိုတဲ့အခါမှာကိုယ့်ရဲ့ကိုယ့်ရဲ့အနာဂတ်ဆိုတာလည်းရှိတဲ့အတွက်ဒီအနည်းဆုံးအနာဂတ်ကိုကိုကဟာလာကိုကယုံယုံကြည်ကြည်တိဆောက်ရတယ်ဘာလို့အဲယုံကြည်ကြည်တိဆောက်တယ်ဆိုတာကိုအခုရှိနေတဲ့ပစ္စုပ္ပန်ပေါ်မှာတိဆောက်တာအနာဂတ်ဆိုတာအနာဂတ်ဆိုတာအတိတ်ပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးအနာဂတ်ဆိုတာဒီယခုနေတဲ့ပစ္စုပ္ပန်ပေါ်မှာတိဆောက်ထားတာအဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ project တွေဆွဲလို့ရမယ်ဟာလာ အဲ့ဒါ project တွေဆွဲလို့ရမယ်ကိုလှုပ်ချင်တဲ့အရာတွေအဲ့ဒါကိုဖြစ်ချင်တဲ့အရာတွေဒါအနာဂတ်ဆိုတော့မသိကြဘူးเนาะအဲ့ဒါတို့တို့အကုန်လုံးသိပါတယ်အနာဂတ်ဆိုတော့မသိကြဘူး